အဲ့တော့မြန်မာနိုင်ငံမှာမိဘတွေကြည်မိဘတွေကမိမိတို့ရဲ့သားသမီးကိုချစ်ကြချစ်သည့်အတွက်ကြောင့်ငယ်တဲ့အရွယ်ကစပြီး လူလားမြောက်သည့်အထိအလုပ်ကိုမလုပ်စေချာမလုပ်စေဘဲနဲ့တစ်ဖက်သားစာပဲကြိုးစားခိုင်းနေနောက်ပိုင်းကျတော့ဘာဖြစ်သွားဒီကလေးတွေကလူပြင်းနေဖြစ်သွားမိဘစီကပတ်စံယူပြီးတော့အလွယ်တကူပတ်စံရနေတဲ့အခါမှာ သူတို့မှာပတ်စံရှာရခေါင်းမှမသိတော့တဲ့အနေအထားမျိုးရောက်သွားစင်းတယ်။ဒါ side effect လို့ခေါ်တယ်။ be dread ဆိုကြအကောင်းကြီးလည်းမထင်လေနဲ့เนาะဖြစ်သင့်ဖြစ်တတ်တာကတော့ဒီကလေးတွေပညာသင်ပေးတာဟုတ်တယ်။ပညာလည်းသင်ပေးရမယ်။အလုတ်လုတ်ချင်းစိတ်ရှိအောင်လဲသွင်းပေးရမယ်။လှုပ်ခိုင်းပေးရမယ်။အလုတ်လုတ်ချင်းစိတ်ရှိအောင်မိဘတွေက အဲ့ဒီလိုလှုပ်လှုပ်ခြင်းစိတ်တွေရှိပြီးတော့သူတို့ဖာသည်သူတို့ကြိုးစားခြင်းတဲ့စိတ်တွေလောက်ကန်ဆောင်ရွက်တဲ့အခါမှာအတွေးတွေ အသိဉာဏ်တွေလမ်းဖွင့်ပေးခြင်းအပြင်သူတို့ဘဝသူတို့ရတည်နိုင်တဲ့အနေအထားမျိုးရောက်သွားတယ်ဒီလိုဆိုတာပေါ့နော်ဘယ်အရာပဲဖြစ်ဖြစ်မလုံနိုင်သေးခင်တော့ထောက်ခုပေးရမှာပဲလုံနိုင်ပြီဆိုရင်လွတ်ပေးရလွတ်မပေးဘဲနဲ့သားသမီးကိုချစ်တယ်ဆိုပြီးတော့ မိမိကပဲအကုန်လုတ်ပေးနေလို့ရှိရင်နောက်ဆုံးမှလူပြင်းဖြစ်သွားတယ်။ပြင်းသွားသည့်အတွက်ကြောင့်မိမမရှိရင်မလုတ်မစားတတ်၊ကင်မစားတတ်နဲ့ဖြစ်ပြီးတော့ပျက်စီးသွားတဲ့ပုံစံတွေလည်းရှိတာပဲအများကြီး။ကလေးလေးတူလမ်းမလျှောက်တတ်သေးခင်ဆိုရင်မိဘကထိမ့်ပေးတယ်။အရင်တော့ကဘိုင်စကယ်7စီးကြတဲ့အခါမှာမစီးတတ်သေးခင်တစ်ပိုင်းပိုင်းလဲနေမှာပဲ စည်းရသွားပြီဆိုလက်လွတ်တောင်စီးလိုက်သေးတယ်မတ်တရတောင်စီးလိုက်သေးတယ်ဖြစ်သွားအဲ့ဒါလို့ဆိုလိုတာကသူ့ခြေထောက်နဲ့သူရပ်နိုင်သည့်ထိအောင်မိဘကလေ့ကျင့်ပေးခြင်းဟာကောင်းမြတ်သောအခြေအနေကောင်းတွေကိုဖြစ်ပေါ်စေခြင်းလို့ဒီလိုဆိုရမှာဒါကအကြောင်းမဲ့ပြောတာ မဟုတ်ဘူးမြတ်စွာဘုရားလက်ထက်တော်ခါကလာတော့မှဗာရဏသီမြို့မှာအလွန်ချမ်းသာတဲ့ တထေးကြီးစနီးမောင်တန်ရှိတယ်။နှစ်ဦးရှိတယ်သူတို့။တဦးကသားယောက်ျားမွေးတယ်။တဦးကသမီးလေးမွေးထားတယ်။နှစ်ဦးစလုံးတွေးခေါ်ပုံငယ်ဟာသွားတူတယ်။ဂရေ80ပစ္စည်းဥစ္စာတွေရွှေတွေငွေတွေချမ်းသာတယ်။တခြားလေယာကိုင်းညွန့်နေဆိုတာအများကြီးဥယျာဉ်တွေဗိမာန်တွေကအများကြီး။ရွှေငွေတွေမဲ့ဂရေ80ချမ်းသာတော့ တို့ဘယ်လိုသွားတွေးတော့ဆိုရင်အေးဒုသားဒုသမီးတသက်လုံးထိုင်စားမကုန်နိုင်ဘူးအဲ့တော့တို့ပြောသလိုနေကြပါစေဆိုပြီးဗာပညာမှသင်မပေးဘူးဗာပညာမှသင်မပေးဘူးပြောသလိုနေဖို့ဆိုတာပဲသင်ပေးတယ်အတွေးခေါ်လဲဘာမှမရှိဘူးနောက်ဆုံးကြတော့မိဘနှစ်ပါးမျက်ွယ်ပြုတ်သွားတယ်မိဘတွေရှိတဲ့အချိန်တုန်းကတော့မိဘတွေကရောင်းလို့ဝဲလို့ ငွေကြေးတနာတွေတိုးပေါင်းအောင်ဆောင်ရွက်လို့ဒီချမ်းသာကြွယ်ဝမှုစီးစိမ်ဥစ္စာတွေကဆွဲယုတ်ပြီးတော့မသွားဘူးအကြောင်းနဲ့အကျိုးကောင်းတဲ့ဆိုသိတယ်အဲ့ဒါလိုမိဘတွေကလည်းမျက်ကွယ်ပြုတ်သွားတဲ့အခါကျတော့သူတို့နှုတ်ကလည်းအိမ်အောင်ကြသွားကြဘယ်သူမှလည်းစီးပွားရေးမလုပ်တတ်ဘူးနောက်ဆုံးမှာအပေါင်းအသင်းမှားပြီးတော့ရှေ့တပြပစ္စည်းတွေထုတ်သုံးလိုက်တာ ကုံသွားပြီအသက်80ကျော်80ပဲရောက်တဲ့အခါကျတော့ခွက်လက်ဆွဲပြီးတောင်းဆရတဲ့လမ်းဘေးရောက်သွားတယ်တရောင်းစာခုခေတ်တော့မြောင်းနဲ့ရောက်တဲ့ပြောတာပဲနော်သူကလမ်းဘေးရောက်တယ်ဆိုတော့မြောင်းနဲ့ရောက်ထားတယ်တော့တော်သေးတာပေါ့လို့ပြောအခုကပိုဆိုးသွားလားမသိဘူးမြောင်းနဲ့ရောက်သွားပြီဆိုတော့မြောင်းနဲ့ရောက်သွားရင်တော့အမိုက်ပုံနဲ့ရေစည်းချောင်းပဲရှိမှာပဲအဲ့ဒါလို့ ဒါဘာလို့တော့ဆိုသားသမီးကိုပေးရမဲ့ပညာရက်တွေကိုမပေးဘဲနဲ့ချမ်းသာသလိုနေခိုင်းခြင်းဟာနော်ဖြည့်စည်တာတမျိုးပဲဖြစ်သွားတယ်ပေါ့ဒါကြောင့်မို့လို့အဲ့လိုမဖြစ်စေသင့်ဘူးငယ်ငယ်လေးတွေကကိုချီတော့ပေါ်ကိုရက်တည်နိုင်လောက်အောင်လှုပ်တဲ့နေကိုချီတော့ပေါ်ကိုရက်တည်နိုင်လောက်အောင်လှုပ်တဲ့ တခါတော့ကအခုဝင်ကြီးဖြစ်နေတဲ့တခါကြီးတယောက်ရောက်လာတော့ရှောက်သွားဘူးတယ်သဘောကျတယ်သူရှောက်ထားသူ့မိဘတွေက မုံဘိုးဆိုပြီး တခါမှမပေးဘူးတဲ့မလုပ်လဲဆိုရင်အိမ်မှာကြမ်းတက်ရမယ်တပြည့်စည်းလဲရမယ်ရေခတ်ရမယ်အဲ့လုပ်ငန်းတွေလုပ်ခိုင်း လုပ်ပြီးတဲ့အခါကျတော့ယောဒာမင်းရဲ့လှုပ်အားကပေးတာမုံဘိုးမဟုတ်ဘူးသူ့မိဘကဒီလိုသင်ခဲ့တာတဲ့ဟုတ်တာပဲเนาะသူများအားကိုးတဲ့စိတ်ဓာတ်တွေမရှိဘူးကိုအားကိုးကိုးတဲ့စိတ်ဓာတ်တွေကိုသွင်းပေးလာတာဒီလိုဆိုလို့အဲ့တော့မြတ်စွာဘုရားကသရဝါတွေကိုဒီဘေးရအန္တရာယ်ကကင်းပြီးတော့ ဘေးရန်အန္တရာယ်တွေကလွတ်မြောက်ပြီးချမ်းသာဒုက္ခကိုရားစေတယ်ဆိုတဲ့ဟာလည်းပဲဒီတိုင်းပဲကောင်းတဲ့အလုပ်တွေကိုလှုပ်ခိုင်းတယ်မကောင်းတဲ့အလုပ်တွေကရှောင်ခိုင်းတယ်ဒါပဲမြတ်စွာဘုရားကဲ့တင်တယ်ဆိုတာငါရဲ့တကူတော်နဲ့ချမ်းသာစေဆိုပြီးတော့ဒီလိုမာတာမှမဟုတ်တာဒါပေမဲ့လူတွေကတော့အဲ့လိုမာတာကိုခံနေတာချတာကြတော့မခံနိုင်ဘူးနော်အဲ့တော့အမဆိုတာ ဒီလိုခံရင်လို့လည်းရတာမဟုတ်ဘူးမြတ်စွာဘုရားကဟိတေပဝတ္တနေနအာဟိတာသနိဝတ္တနေနတတ္တနံဘယံဟိန္တတိဘုရောသံသဒုက္ခရခြင်းအကြောင်းဖြစ်စေမဲ့ဟိတတွေကို ဖြစ်စေတယ်ဖြစ်အောင်လှုပ်ခိုင်းတယ်ဆင်းရဲဒုက္ခကိုရစေနိုင်တဲ့အာဟိတတွေကနောက်ဆုတ်စေတယ်မှမဲရှောင်းတဲ့နာကိုရှောင်းခိုင်းတယ်လှုပ်တဲ့နာကိုလှုပ်ခိုင်းတယ်ပေါ့ ကိုယ်တိုင်လောက်ရအဲ့ဒါဟာအလွန်တဘာဝကြတယ်လို့ဒီလိုပြောမှန်ကန်တဲ့လမ်းကြောင်းမဟုတ်ရှောင်းလမ်းခြင်းပဲဖြစ်တယ်